ေါ်ခေါ်တင်ထားမယ်စားခွေးတကောင်ပဲမွေးထားလိုက်နောက်လာတယ်တော့ကျွန်တော်တို့သွားပြမထင်နဲ့တရုတ်ပြည်မှာဟုတ်ဒီမြန်မာမြန်မာဇက်ပါပဲမြန်မာနိုင်ငံရဲ့ဇက်ကိုပဲတရုတ်ပြည်မှာစတင်စင်ပြီးရိုက်မှာပဲဟုတ်ကဲ့ပါကြာတော့ဗမာပြောတရုတ်ပြည်ဒီတရုတ်ပြည်ဘက်မှာပဲကြာမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ဗျာဟုတ်ကဲ့ရုပ်ရှင်မနေ့နော်နေ့ကခွဲစားခင်းနေကြလားအကြံရတဲ့၄၅နှစ်လောက်ကကျွန်တော်တို့ကိုဗစ် -19 မတိုင်မီတွေက ဒီကုမ္ပဏီကရိုက်ဖို့ဟိုလုံနေတာပေါ့လေတချို့ဆိုစင်ရံနေတောင်ပေးပြီးထားတာတွေရှိတယ်ဒီစားလို့ဘာလို့အဲ့ဒါလေးရှိနေသေးတဲ့အတွက်ဟိုနောက်လာတဲ့လောက်တော့ကျွန်တော်တို့သွားပြမထင်နဲ့တရုတ်ပြည်မှာဟော့အဲအဲ့ဒါတော့ဒီလိုဗျဟိုကျွန်တော်မင်းအေးကျွန်တော်မင်းသားကြီးအဲ့ဒါတိတ်မင်းနဲ့ပေါင်းပြီးရိုက်မှာတော့မဟုတ်ဘူးဗျသူတို့ကြီးပဲရိုက်မှာဗျဒီစီဒီဟာလဲကြံခဲ့တဲ့၄-၅နှစ်လောက်ကကျွန်တော်တို့ covid-19 မတိုင်မီလေးက ဒီကုမ္ပဏီကရိုက်ဖို့ဟိုလုံနေတာပေါ့လေတချို့ဆိုစင်ရံနေတော့ပေးပြီးထားတာတွေရှိတယ်ရိုက်ဖို့လုံနေကြတာအဲ့ဒါကိုအခုဒါပြန်ပြီးတော့အကောင့်တွေပြန်ပေါ်တာပေါ့အကောင့်တွေပြန်ပေါ်ပြီးတော့ဟိုဟိုရိုက်ကြမှာပေါ့လေလောဆယ်ကျွန်တော်တို့ဟိုဟိုဗီဇာလောက်ဘာလောက်အဲ့ဒါလေးရှိနေသေးတဲ့အတွက်ဟိုနောက်လာတဲ့လောက်တော့ကျွန်တော်တို့သွားပြမထင်နဲ့တရုတ်ပြည်မှာဟောဒီမြန်မာမြန်မာဇက်ပါပဲ မြန်မာနိုင်ငံရဲ့ဇက်ကိုပဲတရုတ်ပြည်မှာစတင်စင်ပြီးရိုက်ပါတယ်။ဟုတ်ကဲ့။ကြတော့ဗမာပြောတရုတ်ပြည်။ဗမာသူကတော့ဗမာပြည်ဘက်ကတော့တိတ်အဲ့လောက်ထိကျွန်တော်တို့ဘက်ကတော့ထည့်မပြောဘူး။သူကဒီတရုတ်ပြည်ဘက်မှာပဲရိုက်ဖို့များတယ်။ဟိုသူပြောဟိုပြမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်ဗျာ။ဟုတ်ကဲ့ရုပ်ရှင်။ဟုတ်ကဲ့။သမီးကိုအခန်းထဲထိခေါ်လာပြီးတော့အဲ့ဒီညာတော်ခေါ်ဖို့ကြည့်ဘာမှခက်ပြောရှင်းပြမနေရတော့လူရုပ်မှားဆိုတာဘလို့အရေးပဲခြုံခြုံ လူရောက်လာတော့ကျွန်တော်ကတော့အခုအခုကျွန်တော်ရည်ရထားတာဗောလေရည်ရထားတာတော့ကျွန်တော်ဟိုရိုက်ထားတာတော့အတွဲတွေအများကြီးပဲဗျကျွန်တော်ကိုဝီရုကျော်နဲ့တွဲပြီးရိုက်ထားတာတွေလည်းရှိတယ်အဲကျွန်တော်ကိုကိုကျွန်တော်တယောက်ထဲနဲ့ဟိုဟာမဆုလိုက်နေနဲ့ရိုက်ထားတဲ့အားလည်းရှိတယ်ဒါပေမဲ့လောလောဆယ်ပါတော့ကျွန်တော်ကဒီကျွန်တော်ရိုက်ထားတယ်ဗောဇက်လေးလည်းကောင်းပါတယ်ဟိုပထွေးဆိုတဲ့ကားလေးကိုကျွန်တော်ဒီဒီဒီလာထဲမှာပဲဗောဒီရပ်ပိုင်းအတွင်းမှာကျွန်တော်မင်းသားကြီး entertainment youtube ရှိတယ်ဗျအဲ့ရနေကျွန်တော်တင်ဖို့ရှိတယ်ဟုတ်တယ် ဟုတ်ကဲ့ကျွန်တော်မတင်ခင်မှာအဲ့ဒါလေးကျွန်တော်မီဒီယာမိတ်ဆက်ပွဲလေးတစ်ခုတော့ကျွန်တော်လုပ်လိုက်မယ်ဗျဟိုကျွန်တော်ဒီထဲမှာပါတဲ့ဟိုတေးဥဆောင်တွေလည်းခေါ်ပြီးတော့လေကျွန်တော်အဲ့လိုလေးလုပ်ပေးပါမယ်ဟုတ်ကဲ့လားမင်းရမရပါဟာဒီမီဒီယာလေးရောအချောလေးကွာတိလာရောဘာပဲဖြစ်ဖြစ်မိတ်တို့ဆွေရပဲရတာဟိုကဘာဖြစ်နေရလဲဟမ်မိဘကလည်းခလေးနဲ့ရပါတော့ဟုတ်ကဲ့အဲ့တော့အဲ့ဒါမင်းလိုက် ဒီနေ့တိတ်မင်းအောင်ရုပ်ရှင်လိုက်တယ်ရှိတယ်ကျွန်တော်ကတော့ကျွန်မပထမကားကြီးတကားရိုက်ဖို့ဆိုတော်သေးဟိုင်တော့ကျွန်တော်ဆင်ရန်ပေးပြီးပြီပေးပြီးမှကျွန်တော်နည်းနည်းလေးပြန်ခဏနားတာလေးရုပ်ရှင်လမ်းကြောင်းကလည်းနည်းနည်းလေးတိတ်ဟိုဟာလေးဖြစ်နေတာနဲ့ပဲခဏလေးပြိတ်အုပ်ထားတာပေါ့ခဏနားရိုက်ဖို့ကကျွန်တော်အစီပြသားတခါတည်းကျွန်တော်တို့ကျွန်တော်ကုမ္ပဏီဖွင့်ပွဲလို့တော့မိတ်ဆက်ပွဲလုပ်တဲ့ကိုကကျွန်တော်ဘာကားတွေရိုက်မယ်ဆိုတာတခါတည်းကြေညာထားတာဟုတ် ဟိုကျတော့မနစ်ကလည်းကျွန်တော်ဒီတိုင်းပဲလှူတယ်ဗျ။ဘာလို့ဆိုကျွန်တော်ဒီတကြီးရွယ်ရွယ်တဲ့အတွက်လေဟိုနည်းနည်းပေါ့ဟိုအတုံးဝင်မဲ့ဟာပစ္စည်းလေးကိုလှူရင်ကျွန်တော်အမှတ်တရလေးဖြစ်တယ်ပေါ့ဒီလိုမျိုးဆိုတော့အဲ့လိုစိတ်ကူးလေးနဲ့ကျွန်တော်လှူတာပါ။ဘာလို့ဆိုဟိုကျွေးမွေးတဲ့လူတွေကများတယ်။များတော့ကျွန်တော်တို့နဲ့မတူတဲ့ဟာလေးပေါ့တမျိုးဟိုအဲ့လိုလှူပေးတာပေါ့။အခုဒီနေ့ဆိုဒီနေ့ဆိုကျွန်တော်အခုဆွဲချင်းဆွဲချင်းလှူရချင်းအကြောင်းလက်ဆွဲချင်းပေါ့ဆွဲချင်းလှူရချင်းအကြောင်းအကြောင်းရင်းရလဲ။ ဒီတကြီးရွယ်တွေဟိုဒီမှာလှူတဲ့ပစ္စည်းလေးတွေကိုဒီဆွဲခြင်းနဲ့ထည့်ပြီးတော့အိမ်ကိုတည်ဝါလို့ရအောင်ဆိုတော့ကျွန်တော်ရွယ်ချက်လေးနဲ့ဆွဲခြင်းပြုတာအဲပြီးတော့ကျွန်တော်တို့ရေတံဘူးရေတံဘူးဆိုတာအဲကျွန်တော်တို့ဟိုဟာပေါ့ကျွန်တော်ကလေးတွေကြောင်တက်ရင်တုံးတဲ့ရေတံရေဘူးမျိုးပေါ့ရေတံခေါ်အဲ့ဒါလှူတယ်ပြီးတော့ငါးတက်တာအိမ်မှာ ready စားလို့ရအောင်ဆိုပြီးတော့ကျွန်တော်ဒီနှစ်၃မျိုးလှူတယ်ဗျမနေ့ကတော့ကျွန်တော်၅မျိုးလောက်လှူတယ်ဒီနှစ်ကဘာတွေလှူလဲမနေ့ကကျွန်တော်အစေး ဆေးသွားဟိုလိမ့်ဆေးပေါ့ဒန်းကြီးလိမ့်ဆေးလူတယ်ပြီးတော့အခုလိုရေတန်ဘူးအဲ့လိုဟိုကလေးចောင်းတက်တဲ့တောက်တဲ့ရေတန်ဘူးမျိုးလူတယ်ပြီးတော့ပြီးတော့နောက်တစ်ခုကအဲအဲ့လိုငါးတက်တာလူတယ်နောက်ပြီးတော့ကျွန်တော်မုတ်တုတ်တွေလူတယ်မနေ့ကငါးမျိုးလူတယ်ဟုတ်ကျွန်တော်ကဒီမှာပစ္စည်းပေးတာဆိုတော့အခုခဏလေးဟိုဘက်မှာကတော့နေတာလူတကြီးရယ်ကတော့နေတာမပြီးသေးတဲ့အတွက်ကျွန်တော်မပြီးသေးတာမပြီးသေးလို့တန်းစီပြီးစောင့်နေကြအော်ပြောပါလားဗျကျွန်တော် ဟိုကုံဝါကျိုးလည်းနဲ့ပါလေဗျဘာပဲဖြစ်ဖြစ်ကျွန်တော်ကဒီတကြီးရွယ်တွေကိုကျွန်တော်ဒီလိုလိုဒီကျွန်တော်အစည်းအရုံးကတကြီးကျွန်တော်တို့ရဲ့အမှုပညာလောကမှာတကြီးရွယ်ပုံကျွန်တော်လမ်းသွားရင်းနဲ့လည်းတကြီးရွယ်တွေတွေ့ရင်ကျွန်တော်အမြဲတမ်းလှူဖြစ်ပါလေဗျကျွန်တော်အစိမ့်မပြေမပြေသလိုကျွန်တော်အဲ့လိုမလှူဖြစ်ကြပါဘူး